အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတင်ပြပေးမှာကတော့အင်အားကြီးနိုင်ငံရေးပါတီတခုရဲ့ဥက္ကဋ္ဌအပေခံရတဲ့ပြဿနာ နိုင်ငံရေးမှာရှေ့ကိုတက်ရောက်ရင် မိုင်းနေမိမယ်။နိုင်ငံရေးပါတီတွေထက်နိုင်ငံရေးပေါ့ပိုးရတဲ့စစ်တပ်စတဲ့အချက်တွေနဲ့ပတ်သက်လို့ OSCE ကကိုစီဝါရဲ့တုံးသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာဘယ်သူများရှိကြလဲမသိဘူးဘာပြရတော့နိုင်ငံကြီးကသူ့အတူလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပါပြီเนาะလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပါပြီဒီဒီ election ကိုအထမြောက်အောင်လုပ်နိုင်လို့ရှိရင်အာရှေ့ဆက်ပြီးတော့ဟိုတော့ပြန်ပြီးတော့ဖြည်း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 ချင်းကောင်းသွားမှာပါเนาะအဲ့လိုမြင်ပါတယ်ဒီကြားထဲမှာတော့ဂျိုကြားဂျိုကြားပေါ့ဗျာအဆင်မပြေတာလေးရှိပါပေါ့เนาะ တမတားလေးတွေဖြစ်ပါဘူးနော်သူကရုပ်လုံးကဖြည်း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 ချင်းပေါ်လာပြီသူကမမြရုပ်လုံးကပေါ်နေပြီတော့သူဘာဒီနေ့ဘာအားချောင်းသွားမလဲဆိုတော့တွိုင်းလာရင်လည်းဘာချောင်းသွားမလဲဆိုရင်ပြောရမှာတော့အနာတယ်ဗျာဒါပေမဲ့အာကဲဒီသူများတွေထိခိုက်နေတာတော့မဆိုးလို့ဒါပါပဲအဲနော်ဖူးချင်ရ ပြောတော့ပါဗျာပြောလိုက်လို့ရှိရင်မကောင်းဘူးဗျာအဲ့ဒါတိုင်းမဲ့စောင့်ကြည့်နေတာကောင်းတယ်ဟိုလူတွေကလည်းတချို့ကလည်းတိကျနေတယ်ဗျာတိကျတော့မေးတာပေါ့နော်ဘာလဲဘယ်လိုတွေလဲဘာကြောင်းလဲညီမအမအားကြီးပါတီနိုင်ငံရေးပါတီတခုရဲ့ဥက္ကဋ္ဌပေါ့ဗျာဥက္ကဋ္ဌအကျိုးကြီးတင်နေပါတယ်ဆိုပြီးတော့အဲဖွာတာလေးတွေ့ရတယ် Facebook ပေါ်မှာ ကိုကနည်းနည်းဒီကနည်းနည်းပေါ်လာလေးတွေ့ရတယ်ပေါ့နော်ဒီဒီအင်အားကြီးပါတီတကူရဲ့ဥက္ကဋ္ဌကလည်းသူကမြန်မာနိုင်ငံရေးမှာကြောင်လက်သေးဖွက်တယ်လို့ဖတ်ထားနိုင်မှာသူကချက်ချင်းဝင်ပြီးတော့ဝဟုဆိုပြီးငါတားလုံးမယ်ဆိုအားလုံးကိုအတိလင်းကြီးညာပြီးတော့နော် if you bite it too soon more you know if you bite it too soon ဒုက္ခရောက်တတ်တယ်ဒုက္ခရောက်တတ်တယ် ုက္ခရောက်တယ် UMSCCI style တွားလို့လို့မရဘူး UMSCCI မှာဆိုရင်တရားမြေခွက်တွေပါရွတ်နေရဆိုတော့ဝင်ဦးလိုက်တာတော့ပါတော့စောစောရောက်တဲ့လူကရတာပေါ့ဗျာနိုင်ငံကြီးကအဲ့လိုမဟုတ်ဘူးဗျာနိုင်ငံကြီးကရှေ့ရသွားတဲ့ကောင်တွေကအကုန်အကုန် mining မိသွားတာကောင်တွေ first wave ဖြစ်လာ mining ခိုင်းလိုက်ဆိုအဲ့မျိုးအဲ့လိုသွားရတာနိုင်ငံကြီးနဲ့စီးပွားရေးနဲ့မတူဘူးစီးပွားရေးသမားနိုင်ငံကြီးလုပ်လို့မရဘူးဘာလို့လဲဒီကောင်ကရရင်တွေ့ရင်ဒီကောင်ဖမ်းပြီးတော့ ကင်ထားလိုက်တာတဲ့ကလက်ပြဘုံမှမတိနလက်ဒီမှမတိအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလေးရှိတယ်ရှိရဆိုတော့ဆိုတော့ဒီဒီအင်အားကြီးပါတီတခုရဲ့ဥက္ကဋ္ဌအကျွေးတွေပဲပြင်းနေရှိပါတယ်ပေါ့ဗျာသူကသူကကျွေးတင်လို့ရှိရင်ကသူကဥစ္စာဖြစ်တာဒီ UEC ရဲ့စီပင်စီကနဲ့မှာအဲ့လိုအကျွေးအကျွေးမနေရတဲ့ဟာလည်းပါတယ်အဲ့ထက်မှပါတယ်ဒီဒီချပတ်ကြည့်သူတို့ ဒီဝါလီခံထားရလူမဟုတ်ပါဘူးလို့ဘာလို့အဲ့ဒါမျိုးတွေပါတယ်เนาะဆိုတော့အတရားရောက်တော့ခါကျင်ထဲနေပြီเนาะတစ်ဖက်ဖွဲ့ရတော့ခါကျင်ထဲနေတယ်တဘောမှာရှိပါတယ်ဒီအင်အားကြီးအင်အားကြီးပါတီတခုကိုเนาะဆိုတော့ကိုယ်စိတ်တင်တော့ဒီပါတီရဲ့ဥက္ကဋ္ဌကလည်းသူကစီးပွားရေးဘာညာလုပ်တာလဲလက်တကမ်းမှာထားထားတာပါ तू तू อ่ะ BOD เด้มมาแล้วปาบ่ไม่อยากบ่ तू คิดอ่ะเนาะ BOD เด้มมาแล้วปาบ่ไม่อยากอู้ तू ไอ้สวยမျိုးต้ายไว้เนี่ย तू तू โหซาไอ้หนองเบ็ดดิบายเนี่ยล้วยท่าได้ถึงมาเลยเนาะဒီဒီနိုင်ငံရေးပါတီခေါင်းဆောင်က very high profile ပါเนาะတော်တော်များများသိပါတယ်ဆိုတော့ကိုကတော့နာမည်နဲ့တက်ပြီးမပြောတော့ပါဘူးဆိုတော့အဲ့ဒါလေးနည်းနည်းပွားနေတယ်ပေါ့เนาะအတိုင်းပေါ်မှာဆိုတော့ဖြစ်လဲဖြစ်နိုင်တယ်လို့မဖြစ်လဲမဖြစ်နိုင်ပါဘူး မဖြစ်နိုင်ခြေရတော့ပူများပါတယ်နော်ပူများပါတယ်အဲ့လိုမြင်ရပါတယ်မဖြစ်လဲဆိုတော့ဒီနိုင်ငံရေးအာဒီအင်အားကြီးနိုင်ငံရေးပါတီရဲ့ခေါင်းဆောင်ကရွေးချယ်ထားတဲ့မဲဆန္ဒနယ်ရာလေအင်မတန်မဟုနိုင်မှုခဲရင်တဲ့မဲဆန္ဒနယ်တစ်ခုဖြစ်ပါတယ်ဆိုတော့ NASA ကဘက်ကပြန်ကြည့်မယ် USCB ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လေသူကလည်းသူထားထားလို့ရှိရင်တော့ရှုံးမယ်ဆိုလို့ရှိရင်လွတ်ထားလိုက်မှာပါနော် ွက်ထားလိုက်မှာပါနောက်ပြီးသူကဝင်ပြိုင်မှာ FP FPTP နဲ့ဝင်ပြိုင်မှာဖြစ်ပါတယ်เนาะဆိုတော့ FPTP ကတကယ်တမ်းကျတော့မလွယ်ပါဘူးလူလုံးလူလုံးပြပြီးမဲဆိုရတာပါเนาะအဲဒါကိုကြည့်ကြည့်လိုက် F FPTP နဲ့ဝင်ပြိုင်မဲ့လူတွေကတကယ်အလုံးလောက်မှာဖြစ်ပြီး PR နဲ့ဝင်ပြိုင်မဲ့လူတွေကနောက်ွယ်ကနေတကယ်ရသွားမဲ့လူတွေပဲ ောက်ခွေကနေဘာမှမလုပ်ဘဲနဲ့ရသွားမယ်လူတွေပဲဘာဖြစ်လို့လဲဆိုဒီပါလီမန်မှာဒီလူကမပါလို့မရဘဲနဲ့အစကလေးကရထားပြီးသားစီစဉ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီပြည်အသမားတွေရတယ်ပြည်အသမားတွေလည်းရှော့တွက်လို့မရဘူးပေါ့နော်အလစ်တလက်ထရန်စပယ်ရန်စီပေါ့ဗျာတိတာထင်တာမြင်တိတိတာဟိုတပြင်းတခြားတဲ့ဟာမဟုတ်ပေမဲ့လို့သူတို့ကဒီပါလီမန်ကြီးထဲမှာနေရာတစ်ခုလုံးဝအုပ်တုံ secure လောက်ထားပြီးပြီးချိန်တည်ထားပြီးတဲ့အတွက်ကြောင့် ဒီလူတွေကပါမှာဖြစ်ပါတယ်ဥပမာပြောရရင်ပေါ့ဗျာရင်းနှီးကဘိုးရုပ်ကြီးဟောင်းအောင်လင်းထွေးပေါ့။အောင်လင်းထွေးပေါ့နော်။အောင်လင်းထွေးကတော့သူကအခုအချိန်မှာလက်ရှိနိုင်ငံရေးပြက်ပြက်နေတဲ့အသွားအလာကိုကြည့်လို့ရှိရင်သူကဒီ election ပြီးလို့ရှိရင်နော်ဒီရွေးကောက်ပွဲပြီးလို့ရှိရင်ဖြစ်လာမဲ့အမျိုးသားလွှတ်တော်မှာဥက္ကဋ္ဌဖြစ်လိမ့်မယ်ထင်တယ်။ အမျိုးသားလွှတ်တော်ရှိတယ်ပြည်သူလွှတ်တော်ရှိတယ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအထိုင်ချပေးရတာရန်ရေးပါတယ်အစိုးရဖွဲ့စည်းပေးရတာတို့တမရရွေးကောက်ပေးရတာတို့ပါလီမန်စပြီးတော့ဖြစ်ပေါ်လာတဲ့အချိန်ကနေပြီးတော့ government ဖြစ်ပေါ်လာအောင်ဂျိုလုံးပေါ်ပေါ်ပေးရတာ तू ကရန်ရေးပါတယ် तू က तू ကဒီလွှတ်တော်နှစ်ရက်စလုံးကိုခေါ်လိုက်လို့ရှိရင်တော့ပြည်အောင်စုလွှတ်တော်ခေါ်ရင် तू ကအလိုလို automatically နိုင်ငံကဖြစ်သွားတော့ situation မှာမတည်ပြီးတော့နော်ဥမာတမရရွေးချယ်တာတို့ဘာလို့ဆိုတာ voting နဲ့သွားတာ voting နဲ့သွားတော့ဒီဒီအောင်စုလွတ်တော်ကနေပြီးမဲဖြတ်ပြီးတော့မဲထည့်ပြီးဆုံးဖြတ်ပေးရမှာနော်မြမာပြည်ကပြည်သူကတမ်းပြီးတမရကိုခန့်တာမဟုတ်ဘူးလေအဲ့မှာပြည်သူကခန့်ထားတဲ့လွတ်တော်အမတ်တရားမှပြန်ပြီးတော့နော်တမရကိုရွေးချယ်တာဆိုတော့ဒီစင်ကနော်အဲ့လိုသွားတာပေါ့ဆိုတော့ ဒီဘိုးချုပ်ကြီးအောင်နဲ့တွေ့ရတော့ပီအာနဲ့ဝင်ပြီးတော့ရှင်းပြမယ်လို့သိရတယ်ဗျ။သူကတော့ဂျင်းတွေလောက်မိပါရှိတာတော့ရင်းတော့ကရင်းတော့ဥက္ကောင်မြင့်ဥက္ကောင်မြင့်လောက်သွားတဲ့နေရာပေါ့နော်ကြောင်းလောက်သွားတယ်အဲ့နေရာမှာအဲ့နေရာကိုຢာထားတယ်လို့ကမှန်းလို့ရတာပေါ့နော်နောက်သူ့ကိုပြန်ပြီးတော့သူ့ရဲ့နောက်ကြောင်းပြန်ကြည့်လိုက်မယ်ဆိုရင်လည်း NASA ကစက်တန်တစ်လျှောက်လုံးမှာသူက he's being a good administrator ပေါ့နော်တကယ်အုပ်ချုပ်ရေးအုပ်ချုပ်ရေးပိုင်းမှာကျင့်ရတဲ့အောင်စီဝင်တယောက်နော်ဆိုတော့သူနဲ့တင်းတော်တဲ့နေရာလို့ပဲထင်ပါတယ်နော်အဲ့ဒါကိုသူຢາຢາရတယ်လို့ထင်ပါတယ်နော်ဆိုလိုတာ PR ကို short တွက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ PR တချို့ PR တွေကကျင်းနေတဲ့လောက်မိပါးတွေရှိတယ်တချို့ PR တွေကျတော့အိမ်ဖြည့်တယ် PR တိုင်းလည်းအဲ့လိုမဟုတ်ဘူး နောက်တစ်ခုထပ်ပြီးတော့ example ပေးရမယ်ဆိုရင်ကြားဖြူပါတီရဲ့ဥက္ကဋ္ဌပေါ့ဗျာနော်ဆိုလို့ရှိရင်သူလည်း PR နဲ့ပဲဝင်ပါပဲစုံစမ်းကြည့်လိုက်တော့သူကဘယ်ကဘကူတိုင်းကဘကူတိုင်းမှာရှမ်းနေအများကြီးရှိတယ်အဲဒီမှာတချို့ဘကူတို့ဒီဥစ္စာတချို့မြမာမျိုးတွေပေါ့ဗျာတောင်ကူတို့ပါတော့အဲ့မှာတချို့ရှမ်းရွာတွေရှိသူအဆိုင်ခဲနေရှိတယ်သူလည်း PR ပဲသူလည်းသူလည်းရမှာပဲချင်းကြီးလို့နော်စပီယာ တချို့တွေကအဲတချို့ကြားဖြူပါတီဆိုတချို့မဲဆန္ဒနယ်တွေကဘာလဲဆိုတော့ကြားဖြူပါတီကမဲဆန္ဒနယ်နှစ်ခုလောက်ကို secure လုပ်ထားပြီးပြီရေးရေးကောက်ပွဲတော့မစားရသေးဘူးဆိုတော့ရှင်ပြိုင်မဲ့လူမရှိလို့တချို့ကြတော့ဒီရွေးကော်က disqualify လုပ်လိုက်လို့ ခုမှဗျာမဲဆန္ဒနဲ့တခုမှခင်ဗျားကလည်းရှင်းပြိုင်မယ်နောက်ပါတီတခုကလည်းရှင်းပြိုင်မယ်နောက်တခုကလည်းရှင်းပြိုင်မယ်ဗျာကျန်တဲ့ပါတီနှစ်ခုကလူနှစ်ယောက်ကဥမာအဖြစ်ကထားလိုက်ပါ၁၀တန်းမအောင်ဘူးဆိုလို့ရှင်းဒါပဲလေခင်ဗျားတယောက်ပဲကျန်တော့တာပေါ့လူတွေမှရွေးချယ်လို့မရတော့ဘူးအဲ့မှာဒီလူတယောက်ပဲဝင်ပြိုင်တာလေရှင်းရှင်းလေးပဲအဲ့လိုမျိုးမဲဆန္ဒနဲ့အ ਨੇ ဆုံးနှစ်နေရာလောက်ရှိနေပြီဒါဒါရွေးကောက်ဝင်မစသေးဘူးနော်အဲ့လိုမျိုးရှိနေပြီအဲ့ဒါကိုယူစီကဘယ်လိုခြင်တွေ့မလဲတော့ကိုလည်းမသိဘူး ဆိုတော့ဒါ sure sure bit ပေါ့ sure better ဟိုကျင်းဒီလောက်ဒီပါဖြစ်တဲ့ဟာဒါတခု NASA ကလုတ်တာလှသွားတာပါလဲဆိုတော့ ASEAN ASEAN ကို engage လုပ်ပြီးတော့ ASEAN ကိုနိုင်ငံတကာကိုသူတို့လုတ်တဲ့ရွေးကောက်ပွဲကိုလာကြည့်ကြပါလို့ဖိတ်ထားဖိတ်ထားပြီးသား formally ဖိတ်ထားပြီးသားသူကသူမလာတာမလာရတာသူပြဿနာမလာတာသူပြဿနာပြီးတော့မှနောက်တော့မှငါတို့ဘဲကောက်ရွေးကောက်ပွဲဟာ နော်မတမာမှုရှိရပါလားဒါမပြောနဲ့မင်းတို့ခေါ်တော့မင်းတို့မလာဘူးပြီးတော့မှဝူဝါးတွေလာမပြောနဲ့ဟမ်ချစ်ချင်းလေးပဲအဲ့ဒီကွက်ကလှတယ်မင်းအတိုင်းပြောရအဲ့လေလှုပ်ထားတာမိုက်တယ်ကျတော့ချစ်ချင်းအဲ့ဒီချုပ်ငုံပြီးပြန်ကြည့်လို့ရှိရင်ဒီနာဆကနိုင်ငံရေးကနိုင်ငံရေးပါပူဝါတယ်နိုင်ငံရေးသမားတွေထဲမြန်မာပြည်မှာရှိတဲ့နိုင်ငံရေးသမားတွေထဲနာဆကစစ်တပ်ကနိုင်ငံရေးပါပူဝါတယ် နိုင်ငံရေးကိုပို့ပြီးတော့ဟိုကြည်ကြည်ညံ့ညံ့နားလည်နေတဲ့သဘောမှရှိတယ်ခက်တာမြန်မာပြည်မှာနိုင်ငံရေးသမားတွေကအစိုးရကိုအစိုးရကိုကန့်ကန့်ပြောရင်နိုင်ငံရေးလုပ်ပြလို့ထင်တာဟုတ်အဲ့ဒီပြဿနာအဲ့ဒီပြဿနာလည်းမသေးဘူးခုရီအဲ့အဲ့ဒီပြဿနာကြီးကရှိတော့မယ်အစိုးရနဲ့အဟုတ်စားမတူဘဲနဲ့ခြားနာပြီးလုပ်လိုက်လို့ရှင်ဒါနိုင်ငံရေးလုပ်တယ်လို့အဲ့လိုထင်အောင်ထင်မှားရှိရှိတာကိုမှတ်ထားကြတာ အဲ့ဒါခက်တချို့ဟာတွေကသဘောတူပြီးတော့လိုက်သွားမှာဖြစ်ပြီးတချို့ဟာတွေကကြတော့ပါလီမန်ထဲကျမှဖြေရှင်းရမယ့်ကိစ္စတွေအများကြီးရှိတယ်။ तू က तू ကပေးပြိုင်မှာကိုကပြိုင်လို့ရမှာလေရှင်းရှင်းလေးပဲ။အားလုံးကအချိန်မီခုနပြောသလိုအကျွေးတွေရောဘာတွေရောမျိုးစုံနဲ့လှုပ်ချလိုက်ပြီးတော့ဖျက်ချလိုက်လို့ရတယ်။ အဲ့တော့ AC AC နေကြပါလို့နော်သိပြီးတော့တိုက်ခံနေမလို့ကြပါဘူးနောက်တော့မှပါလီမန်ထဲရောက်တော့မှခေါင်းပေါင်းတွေပေါင်ဘဝတွေချုံကြီး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 လေးနေပေါ့ဗျာအဲ့ဒီကြတော့မှနုညံ့တိမ်မွေးစွာနဲ့တော့ကြပါဆိုကြပါနော်တချို့ဟာလေးတွေကဒီနမေရအင်အားကြီးပါတီကဒီနိုင်ငံသားမှရှိတဲ့ IDP ကနေပါလေသွားပြီး engage လုပ်တာအရမ်းမှားတယ် အရာမှာလည်းလုံး UEC ကိုပါပြီးတော့ UEC က approve တောင်းပြီးမှ permission မှသွားတဲ့နော်အဲ့ရရမှာနောက်ပြီးအပါတီကပဲဒီပြန်စစ်လိုက်တာ CDM တွေပါလာလို့အယောက်20ကျော်လားမသိဘူးအယောက်20ကျော်30ဒီပါအမတ်လောင်းတွေကဖေရှားခံရတာရှိတယ်ဒါတွေက ဟိုဘလူလာအပ်တဲ့မဖြစ်မဖြစ်တဲ့နေဟာတွေပေါ့ဗျာဒါတွေကလွယ်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 လေးနဲ့ချက်ချက်မမတ်လုံလိုက်လို့ရတဲ့ဟာတွေဘာမှအဲ့လောက်ကြီးခေရင်ရင်ဖြစ်နေတာမဟုတ်ဘူးနော် simple administrative task နဲ့တော့လို့ရတယ်ဆိုတော့အယုံလုံးတွေတော့ပေါ်နေပါပြီဒီဒီနော်အဲ့လိုလေးတွေတော့ရှိပါတယ်အာအားလုံးလိမ်မာကြပါနော်လိမ်မာကြပါ ဖလိတ်ကစောင့်ကြည့်နေတယ် speed လောက်လားအတေကြီးကမောင်းတာနေတဲ့ကြီးလာလို့လို့နေနေကွေးသွားเยอะเลยเนี่ยเล็บยาเราเปียกๆเลยสิเว้ยพันพันดาบีบีเลยมาตัวยาดาบีบีนี่ด้วยตัวตัวบ๊อกชาพ่นปีตัวบี အဲ့လိုရှေ့ကောင်တွေလွတ်လာမိုင်းနေဆိုင်လိုက်အဲ့ဒါကြောင့်ကိုကဒီသူရှေ့ဆောင်ဆိုပြီးတော့အစအမြဲတမ်းကိုကရှေ့ဆောင်နေစရာမလိုဘူးတချို့ဟာတွေကမိုင်းတွေခင်းထားတာရှိတယ်သူများတွေရှောက်ခိုင်းရမှာနော်ရှောက်ပြီးတော့ကိုကရှောက်ပြီးတော့လုံးလို့မရဘူး UMSCCI ရဲ့အထားတွေနဲ့ UMSCCI ဆိုတော့တည်ရမှာဟိုနေရာတွေ့တယ်မြေလွတ်လို့ရှင်ဟိုကဆောက်ဒီဟာဆောက်မျိုးစုံတွေရှောက်လုတဲ့ကောင်တွေလေဝိသမလောကလောဘသားတွေဆိုတော့ မြန်မာရှိမြန်မာရှိရနေဥလာရမယ်ဆိုတော့ mentality နဲ့သွားတာလေနိုင်ငံကြီးကအဲ့လိုမဟုတ်နိုင်ငံကြီးက very cunning စောင့်ကြည့်နေရတာစောင့်ကြည့်နေရတာပြီးတော့ပန်းတိုင်ရောက်ခါနေကြောင်ဝုံဝုံဝုံဆိုသုံးချက်လောက်ပဲ three move လောက်နဲ့ပဲကင်းဝင်သွားအောင်လုပ်ပြရမှာအဲ့ကြောင့်ပြောတာကောနည်းနည်းလေးစာလေးပါလေးတက်တိုင်ဘွဲကြီးပါရတယ်နိုင်ငံကြီးနားလေတာမဟုတ်ဘူး ိုင်ငံသားမှာပညာသွားသင်တယ်ဆိုတာဟိုက overseas student fees ယူထားပြီးသွားသင်တာဟိုကအကျအများရင်အဲ့ဒီအကြောင်းကစီးပွားပြတ်တယ်အအောင်မရတာ overseas student ကိုရီးယားဒီမှာအကြောင်းတက်တော့အဲ့ဒီဟိုးစာမကွာရီအစိုးဆုံးမဲ့မကွာရီက overseas student တွေအများများတာမကွာရီကိုကလည်းအလုံးလုံးတော့အလုပ်ပြီးရဲ့ခါကျအဲ့မကွာရီနဲ့ပဲနီးတယ်နီးရောအဲ့မှာသွားတက်တော့သွားတက်တော့ကိုကဘာဟာ overseas student တွေအများကြီးပါလားပေါ့ foreign student တွေပေါ့အများကြီးပဲပေါ့အများကြီးပဲဆိုတော့အဲ့တုန်းကဘာလုပ်တာလဲဆိုတော့ bell curve နဲ့ mark mark လုပ်တာ bell curve နဲ့ဆိုတော့သူကတဒါနလုံးကညံ့လို့ရှိရင်ဗျာထိတ်ဆုံးကကောင်းနေအကုန်အောင်နေလူတွေပြောရလို့ရှိရင်အဲ့တော့ကိုချီ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 ပြီးတော့ခွာတယ် overseas student foreign student ရောင်းဆောင်လိုက်တယ်ရောင်းဆောင်လိုက်ပြီးသူတို့နဲ့သွားပြီးတော့လုံလိုက်ပြီးပေါင်းပြီးတော့အဲ့ဒီခိုင်တက်တက်လိုက်တက်တာပေါ့သူတက်တက်ခိုင်းအဲ့လွယ်လိုက်တာမှအရမ်းပဲအဲ့ subject က ဆိုတော့တိုင်ငံညာကိုသွားပြီးပြညာတော့တင်သွားလာတယ်ဆိုပြီးတော့ပြန်လာပြီးအဲ့ကဘွဲတွေယူလာတယ်ဆိုတိတ်အထင်မကြီးနေလို့ပြောတာဆိုလက်လက်တွေမှာမြေပြင်မှာဒီကပေါက်ကရတွေပြေးပေးလိုက်တာတွေအများကြီးပဲဒီကကောင်းနေပေါက်ကရ lecturer တွေစအများကြီးရှိတယ်ဒီမှာကိုယ်မြန်မာ mentality ကပညာရေးပေါ့ university ပေါ့ပညာရေးပေါ့ဒီဘက်ကအမှန်လုံးနေတာဒီ foreign students တွေခေါ်ပြီးတော့ business လုပ်နေတာ this is a commercial activities profit driven organization ဒီမှာပြီးလို့ university the free education ဘာညာ institution လို့ထင်နေတာအဲ့လိုမဟုတ်ဘူးဒီမှာအကုန်လုံးကဒီဒီမှာရှိနေတဲ့ university တော်တော်များများအကုန်လုံးက company တွေဖြစ်ကုန် company တွေလို့ဖြစ်နေပြီ company တွေ operate လုပ်သူလိုမျိုးလုပ်နေတာ overseas student တွေအလားများတယ်အကျများတယ်ဆိုအာမတက်တော့ဘူး overseas student ကနောက်တစ်ခါဆိုမလွတ်တော့ဘူးသူတို့သားသမီးတွေသူတို့အမျိုးတွေမလွတ်တော့ဘူးအဲ့ union ကမတက်တော့အဲ့ union နဲ့မပြတ်ကော ဆိုလိုတာသဘောပေါက်တယ်ထင်ပါတယ်နော်နည်းနည်းပြတ်တော့တိတ်အထင်မကြီးနေလို့ပြောတာသူများတိုင်းပြည်ကနိုင်ဟိုပညာရေးကိုကိုတိုင်းကြီးမှာအလကားရတဲ့ပညာရေးကမစိုးပါဘူးအလောက်ကြီးစိုးွားနေတာဒီမှာရှိပါဘူးနော်ကိုတိုင်းချင်းမှာအောင်လာလဲအเจ้าမဟုတ်ပါဘူးအဓိကစာကြည့်တဲ့လူနဲ့စာမကြည့်တဲ့လူနဲ့ကကွာပါတယ်အပြင်လောကမှာတကယ်တမ်းလက်တွေ့မှာ နော်အလုံးလုံးလိုက်ကြည့်လို့ရှင်အတူအလုံးတွဲလုံးလိုက်ရင်တိတာပေါ့ဒီကောင်ဆောက်တလွဲလားဆောက်ဘောလားဒီကောင်တကယ်လုံနိုင်တဲ့ကောင်လားဆိုတာအလုံးလုံးတဲ့လူကြီးချင်းချင်းကကို့ကောလီစချင်းချင်းကတိတယ်တကယ်တော့လာတက်လားဆိုတာခိုင်းကြည့်မှပဲသိမှာပဲเนาะခိုင်းကြည့်မှပဲသိမှာကဲဒီဘက်ကတော့တောင်းလိုင်းဆိုတော့ဒီလောက်ပါပဲเนาะဒါရက်ပူပြီးအများကြီးပြောလို့ရသေးတယ်အများကြီးပြောစရာ ရှိသေးတယ်သို့တော်လည်းရွေးကောက်ပွဲမတိုင်ခင်မှာတော့ထိခိုက်ညံ့တာပါမှာရန်စိုးရင်လို့ပါနော်အားလုံးကိုအောင်မြင်စေချင်ပါတယ်နော်တမ်ဘရာကိုလည်းနော်ဟိုတီတီငိမ့်ငိမ့်နဲ့ပေါ့ဗျာအထိုင်ချပေးစေချင်ပါတယ်နော်တမ်ဘရာကဒီ75%ရမှ तू ကတည်ငြိမ်မယ် stable ဖြစ်မယ်ဆိုလို့ရှိရင်75%ချပါစီเนาะရပါစီအဲ तू ကဒီ9နှစ်10နှစ် foundation ကောင်းကောင်းချပေးနိုင်မှာ မြန်မာနိုင်ငံရဲ့ future အနာဂတ်ကကောင်းမှာပါသူပြန်လုပ်ပြီးမှပဲရမှာပါနော်တခြားအဖွဲ့စည်းကလုပ်ပြီးလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်နော်ဒါဥစ္စာပေါ့ real real politics ပေါ့ဗျာဒါ all time wisdom or realism ဆိုတာ real politics ဆိုမြေမြန်မာတကယ်တမ်းဒီလူတွေလုပ်ပြီးမှရမယ့်ကိစ္စဒီလူတွေကိုပဲပြန်ပြီးတော့တာဝန်ပေးလိုက်တာအကောင်းဆုံးပဲမှန်တဲ့အတိုင်းပြောရအောင်နော်သူတို့ပြန်ပြီးအထိုင်ချပြီးတော့မှနောက်10နှစ် 15နှစ်အနှစ်20ကျွန်တော်တို့သာသမီမြေးမြစ်တွေလက်ထက်ကြတော့မှဗမာပြည်ကကောင်းပါပါနော်ဆိုတော့အဲ့လိုပဲမြင်ပါတယ်နော်အဲ့ဒါလေးနဲ့ပဲပြောပြီးတော့ဒီနေ့ဖို့တော့အာနှုတ်ခွန်းဆက်တာပြီးတော့ဒီကုန်းလဲအဲချုပ်အပ်ပါတယ်ခင်ဗျာတလောက်ပါပဲကျေးဇူးပါနော် နောက်ဆုံးရပြည်တွင်းပြပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်တွေ့ကြမယ်နော်